ဘဝရဲ့ family မှာယောက်ျားလေးပြိတ္တတွေရောမိန်းကလေးပြိတ္တတွေရောများတယ်။ကျွန်တော်တို့အပြင်းပါရဒီလူတွေကိုအဲ့လိုပိုးစုံပစက်ခိုင်းပြီးပိုးစုံပစက်ချက်ဖို့ဖွင့်ရေးဆိုတာဒီ program မှာရတယ်။ဘဝရအရန်တည်ငြိမ်တယ်။ပြီးတော့သူရွေးချယ်မှုတွေသူပြုတ်ကျမယ်လို့ထင်တဲ့ဟာတွေအားလုံးသူကအေးအေးဆေးဆေးကြော်တော့သွားတယ်။ကျွန်တော်တို့တော့ပြန်ဟောရတဲ့အားမျိုးလေးတွေရှိရဲ။ဆိုတော့အဲ့အားမျိုးလေးတွေဒီ game မှာဒီ show မှာ မြင်ရပါလိမ့်မယ်။ဒီ artist တွေလုံးဝတယုတ်ဆောင်နေတာမဟုတ်တဲ့တကယ် reality အစ်စ်ကိုမြင်ရလိမ့်မယ်။သူတို့လုံးဝတယုတ်ဆောင်မနေဘူး။ဖူဖွေးကြတော့လေပထမဆုံးပါတဲ့ mainly artist ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဖူဖွေးအတွက်ကို game pattern ကြီးစဉ်းစားရတာရောသူ့ fan တွေနဲ့ဖူဖွေးနဲ့နှစ်ယောက်တူတူပြိုင်တဲ့အချိန်မှာရှေ့မှာယောက်ျားလေး artist တွေဖြစ်တဲ့အတွက်ပြိုင်တာက mainly တွေဖြစ်ကြတယ် ဘဘွေးရဲ့ fan နေမှာယောက်ျားလေးပြိတ္တတည်းရော main ကလေးပြိတ္တတည်းရောများတယ်။များတော့အဲ့ဒီ gender နှစ်မျိုးစလုံးကိုကျွန်တော်တို့ကပေါအောင်ထည့်တာ။ဘာလို့လဲဆိုတော့ fountain ကြားတဲ့ယောက်ျားတွေမိန်းမတွေအများကြီးမှာယောက်ျားတွေကြီးပဲရွေးတယ်ဆိုရင်လည်း main ကလေးပြိတ္တအတွက်ကအော် fair မဖြစ်ဘူးသူတို့ခံစားရလိမ့်မယ်။အဲ့တော့ game တွေကိုဘသူဖြစ်ဖြစ်ပါဝင်လို့ရမယ့် game မျိုးကိုပဲကျွန်တော်စဉ်းစားလိုက်ပြီးတော့ဒါကိုကိုပေးကိုယ်တိုင်လေသူ့ဘက်ကဟိုဒီ ဖန်နေနဲ့ပြပြပပရှင်ပြိုင်လို့ရမယ်သူ့အတွက်လည်းရင်ခုံရမယ်ပရိသတ်တွေလိုလည်းရင်ခုံရမယ်ကြားမှမခွဲကြားပဲနဲ့ပြိုင်လို့ရမယ့်ဟာမျိုးလေးတွေကိုကျွန်တော်တို့ရွေးလိုက်တယ်အဲ့တော့အာဝင်နာဘယ်သူဖြစ်လာမလဲဆိုတာလည်းတော်တော်ရင်ခုံရတယ်အခုချိန်ထိလည်းကျွန်တော်မသိသေးဘူးအခုရပြောတဲ့သူပြောဆုံးပေါ့ဟုတ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်တို့အပြင်ပါဗျာဒီလူတွေကိုအဲ့လိုပိုးစုံပတ်သက်ခိုင်းပြီးပိုးစုံပတ်သက်ချက်ဖို့ခွင့်ရေးဆိုတာဒီ program မှာရပါပဲ ်စဉ်းစားကြည့်တော်တော်ဘလို့မဖြစ်နိုင်ဘူးကျွန်တော် project key ဆိုရင်လည်း project key လျောက်ဗျာတိလာဟုတ်ကားပစီ movie အထွက်ဒါဆိုတော့ကိုစားတော့ပူတက်ဟိုတိုင်ရိုဆိုရင်အချိန်ချင်းပြုတ်ချအဲ့လိုအဲ့လိုဆိုရဲ program မျိုးကျွန်တော် live ပါဗျာဒါဒီမှာပဲရတာဆက်တော့မိမနဲ့တိုင်ပြောကျွန်တော်တကယ်ပြော ကြတော့ယောက်ျားလေးဖန်နေလာဘူးလားမလာဘူးမလာဘူးဖောင်တင်တော့လာဘူးမလာလားအထူးကြတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အကုန်လုံးလာဟုတ်တယ်အဲ့ဒါအဲ့ဒါကျွန်တော်တို့ဟိုစီစဉ်နှစ်ခုလုံးဝါ2ရောရဲ့တော်တော်ထူးကြတဲ့အချက်ပဲမင်းကလေး artist ကိုထည့်မယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တော်တော်စဉ်းစားရတယ်ပထမတကယ် အဲ့လိုယောက်ျားတွေကြီးပဲပြိုင်မလားပေါ့မဟုတ်ရင်ရောဆိုတဲ့ဟာမျိုးโอเคစမ်းကြည့်လိုက်မယ်ဆိုပြီးတော့ form လက်ခံကြည့်လိုက်ရတယ်တကယ်နှမျိုးလုံးလာတယ်အများကြီးတွေ့ရမှာတချို့တချို့ game တွေကဘဝေးကိုတော့ကျွန်တော်တို့ကတရက်ချင်းမှာဘယ်ဟာအောင်မှကြိုပေးမသိထားပဲနဲ့ on scene ပေါ်ရောက်မှဒီနေ့ဘယ်လိုပြန်ရမလဲဒီနေ့ကတော့ဘယ်နှစ်ယောက်ပြုတ်မလဲဘာဘာဘယ်လိုအစင်းစင်းပြိုင်သွားမလဲဆိုတဲ့ဟာကို on scene ပေါ်မှာတခါလေးရှင်းပြပြီးတခါလေးပြိုင်တာဆိုတော့ကျွန်တော်ဒီ show ရဲ့ထူးခြားတဲ့အချက်က ပထမစီစဉ်ဝါမှာ blind date ဖြစ်တဲ့အတွက်ဟုတ်သူကမျက်လုံးစီးတာမျက်လုံးစီးထားတဲ့အချိန်မှာ तू မမြင်ရတဲ့အနုပညာရှင်ရဲ့ဒါမှမဟုတ်ရင်ကျွန်တော် partition ချထားတယ်ဆိုတော့သူ့ဘက်က तू ကိုယ်တိုင်ဝင်ပြိုင်နေရတာမဟုတ်ဘူး तू ကနားထောင်ပေးရတာရှိတယ်ဆုံးဖြတ်ပေးရတာရှိတယ်ဆိုတော့တယုံဆောင်မယ်ဆိုရင်တော့တယုံဆောင်နေလို့ရတဲ့အခြေအနေရှိတယ် season 2မှာဒီ artist တွေလုံးဝတယုံဆောင်နေတာမဟုတ်တဲ့တကယ် reality အစ်စ်ကိုမြင်ရလိမ့်မယ် တို့လုံးဝသေဥဆောင်မနေဘူးအဲ့ဒါရင်ဘခွေနဲ့တူတူသားတဲ့စင်းတွေလည်းပါသားမဖြစ်ဘူးဘခွေကလည်းဒီမှာလည်းလိုလိုလေးရှိရအာသူ့ရဲ့ဟို date trip မှာတော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်တင်တယ်ပွေးနေပွေးနေတော့ကိုတဲ့ဆိုလဲဟိုရင်တည်းကတကယ်မောင်နှမလို့ပဲအဲ့တော့ဟိုသူဘယ်ဟာမျိုးဆိုလို့ရှိရင်လှုပ်ရဲတယ်ဘယ်ဟာမျိုးဆိုရင်သူဟို လက်ခံရဲတယ်ဆိုတဲ့ဟာမျိုးလည်းကျွန်တော်အနေနဲ့ဆိုရင်သိတယ်အဲ့တော့ဒီ show မှာလည်းတချို့ဟိုနေရာတွေမှာဥပမာဒါဒါဒါကျွန်တော် spoil လို့ဖြစ်မှာဆိုလို့ကျွန်တော်တို့ရက်နေတဲ့ရက်နေတဲ့ကိုယ့်ရဲ့ flow ကြီးပွင့်ပြီးတော့အောက်ကိုပြုတ်ကျသွားတဲ့ game မျိုးမှာဆိုရင်ကိုယ့်ရအယံတည်နေတယ်ပြီးတော့သူရွေးချယ်မှုတွေသူပြုတ်ကျနေလို့ထင်တဲ့ဟာတွေအားလုံးကသူက easily ကြော်လွားသွားတယ် ျွန်တော်တို့တော့ပြန်ဟောရတဲ့အားမျိုးလေးတွေရှိရဲဆိုတော့အဲ့အားမျိုးလေးတွေဒီ game မှာဒီ show မှာမြင်ရပါလိမ့်မယ် enjoy ရတော့ကျွန်တော်တို့ first day second day third day အဲ့လို game ကိုအဆင့်ဆင့်သွားတဲ့အချိန်မှာ enjoy ရအားလုံးမှာဖြစ်တယ်ဒါပေမဲ့သူတို့တွေရဲ့ emotion ကနေ့တိုင်းမှာအိုက်ဖန်တွေကပြုတ်ပြုတ်သွားတာကိုမျက်စိရှိမှာကိုနဲ့အတူတူ activity တွေလုပ်နေရင်လည်းပြုတ်ပြုတ်သွားတာဆိုတော့အဲ့ဒါလေးရတော့ ဘယ် artist မဆိုပါဦးဝေးတယောက်တည်းမဟုတ်ဘယ် artist မဆိုအဲ့ဒီ moment ကြာရင်တော့အကုန်လုံးသူတို့ပါပြန်ပြီး feeling တွေဖြစ်ကုန်တော့ emotion တွေဒါအဖြစ်ကုန်တော့ဟုတ်ကဲ့ကျွန်တော်အဒေဝီမီစီစဉ်2က M Entertainment Channel ကနေစနေညတိုင်းတင်ဆက်ပေးနေမှာဆိုတော့အခုဒီမှာအားလုံးချစ်တဲ့လူပညာရှင်တွေပုပ်ပေးတိုင်ရောနေထွတ် project ကြီးတို့ရဲ့သူတို့ fan တွေနဲ့အကေကိုရင်ခုန်စရာဖြတ်သန်းမှုတွေပါဝင်ပါဆိုတော့အားလုံးစောင့်ကြည့်ပေးပါဦးလို့အားလုံးနဲ့ဆုံးပါ